ဘဝမှာဘာမှတိုးတက်မလာဘူးဓမ္မမဟုတ်ရင်ကိုခစ်ချင်တဲ့လူတယောက်ဖြစ်မလာဘူးလို့ခံစားနေရတာဒီလိုခံစားချက်မျိုးကိုနှစ်တစ်တည်းနဲ့အခုပြောင်းကာလာမှာလူတိုင်းနှိပါခံစားနေကြရတာပါအရင်နှစ်ဟောင်းကအချင်းစိုးတွေကိုပြင်မယ်အချင်းတနည်းကိုငွေမြုံမယ်ရှင်းနေနဲ့မတူတဲ့ဘဝတစ်ခုခုတည်ဆောက်မယ်ပေါ့ဗျာနှစ်တနည်းကုံသွားတဲ့အခါမှာတော့ကူးမျောမှန်းထားတယ်လို့ဖြစ်မလာပြန်ပါဘူးဒီမှာဖြေပြရမယ်ဖြေကကိုယ့်ရဲ့အချင်းစိုးတွေကိုဘယ်လိုပယ်မလဲ ကိုဘွားကိုဒူးတက်စီမဲ့အချင်းကောင်းတွေကိုအလူအလျောက်လွတ်လွတ်ကပ်ကူဘလို့မွေးမြူရမလဲဆိုရမေးခွန်းအတွက်ဒီနေ့ဒီဗီဒီယိုကိုလုပ်ဖြစ်ပါတယ်။လေးရင်တစ်စင်းပေါ့ဗျာ။နယူးယောက်ကနေလော့အိန်ဂျလိစ်ကိုထွက်ခွာမဲ့လေးရင်အဲ့ဒီလေးရင်ကို30ဒီဂရီလောက်တင်းတတာရွှေ့ပြီးတော့မှအဲ့ဒီကနေတတိယမမပြန်တန်းစီတဲ့အခါလော့အိန်ဂျလိစ်ကိုမလျှောက်ဘဲနဲ့မက္ကဆီကိုရဲ့ချီချူနာမြို့ကိုရောက်ရှိတော့မှဖြစ်ပါတယ်။ဒီတဖို့ကကျွန်တော်တို့အချင်းလိုပါပဲ။ ကိုချင်းကိုအနေငယ်ပြောင်းလဲလိုက်ရှုံနဲ့ကျွန်တော်တို့ဘဝလမ်းကြောင်းဟာအနာဂတ်နှစ်တွေမှာတိတိတတပြောင်းလဲသွားနိုင်ပါတယ်အဲ့ဒါကစိုးတဲ့အခြေအနေကောင်းတဲ့အခြေအနေကုလုံးပုံမှာတယောက်မှုရှိနေတာဗျခမရကခမရရဲ့အခြေစရိုက်ပါပဲကိုရဲ့နေ့စဉ်အခြေအနေကိုပြောင်းလဲလိုက်ရုံနဲ့ကိုရဲ့ဘဝကလည်းတိုးတက်ပြောင်းလဲမယ်ဒါမှမဟုတ်ရင်လည်းရှုပ်ယုပ်လာမယ်တင်ပြတဲ့ထန်ကျူးစာအားထုတ်မှုနဲ့တိရခိုင်တော့ တွတ်တက်အောင်ကြိုးစားအားထုတ်မှုဘေးအကပိုပြီးထိရောက်မယ်ထင်ပါတယ်အရှင်ကတော့ကျွန်တော်ကိုယ်တိုင်ကချီးမရဲ့ပြောင်းလဲမှုတွေကိုရဖို့အတွက်ချီးမရဲ့ကြိုးစားအားထုတ်မှုလိုအပ်တယ်လို့ထင်မှတ်ခဲ့မှုပါတယ်ကိုဖို့ကတွတ်တက်မှုအနေငယ်ဟာအခြားလူတွေကိုကိုအထင်ကြီးလေးစားမှုတွေတွတ်တက်လာစေမယ်ပေါ့လေဘလူးပဲဖြစ်ဖြစ် တတိတော်မထားမိတဲ့တင်းငယ်နဲ့တူတက်ပြောင်းလဲမှုတွေဟာမထင်ထားလောက်အောင်အပြောင်းလဲချစ်ချစ်မမတွေဖြစ်လာရှိပါတယ်။တရက်ကိုတရက်ဟိုင်တော့ပဲကောင်းအောင်နေထိုင်ရုံနဲ့နှစ်ကုန်တဲ့အခါဖူးမှုကောင်းမှုနဲ့ဘဝကိုရရှိဖို့38စတောင်တူတက်လာမှာပါ။ဒီလိုမှမဟုတ်ပဲမကောင်းတဲ့အခြေအနေကိုဒါစလုံးနေမယ်ဆိုရင်ဘဝကအနုလက္ခဏာတွေပြကုန်မှာပါ။အောင်မြင်မှုဆိုတာနေ့စဉ်လောကဆောင်ရွက်ရာကလေရရှိလာတဲ့အရာ။ ဘိုးတော်မေတော်မန်းလို့အုံးကနေထအောင်မြင်တာမဟုတ်ဘူးဆိုတော့ကိုတီးဖို့လူပါမယ်ကျွန်တော်တို့ဂျိုးစာအထုတ်တဲ့အခါတဆိုင်မမဲ့ထောင်မတ်သွားတဲ့တိုးတက်မှုဖြစ်စဉ်တွေဖြစ်လာမလို့ကျွန်တော်တို့မျှော်လင့်ထားတတ်ကြတယ်ဗျဒီကိန်းကတော့အစပိုင်းမှာဘာမှထူးခြားမှုမရှိတလို့ဖြစ်နေပြီးအချိန်တစ်ခုရှောင်မှာဒုတက်မှုဖြစ်ရကိုတိတိသသာခံစားကြရတာပါလက်တွေ့နဲ့စိတ်ကူးမတူညီတဲ့နေရာကိုကျူးစားပြီးမယ်အရာမရောက်ဘူးလို့လူတွေခံစားရတဲ့နေရာလို့ဆိုချင်ပါတယ် အတကုနာတို့အာဖိတာထက်ရလကုမြေယုံတာမြင်နိုင်ပါတယ်။ဒါကြောင့်သူတုံမများကအရင်ပုံစံခွက်သေးဘူးပဲ။ပြန်ရောက်ကုန်တာဖြစ်တယ်ပေါ့ဗျာ။ကျိုးစွာအာထုံမှုနောက်မှာရလာပဲအောင်မြင်မှုဟာအချိန်တစ်ခုရှောင်းမှာဖြစ်လာတာမဟုတ်လို့အဲ့ဒီနေရာမှာတိခတ်နိုင်နေဆိုတဲ့စွာရီကအလွန်ကိုအရေးပါပါတယ်။ဘဝပန်းနိုင်တဲ့စနစ်တွေဘယ်ပေါ်မှာအယုံဆိုင်တယ်လဲ။ပန်းနိုင်တွေကိုမိလိုက်ပါ။စနစ်တွေပေါ်မှာအယုံနာဆိုင်လိုက်ပါ။ပန်းနိုင်ဆိုတာကျွန်တော်ရောက်ချင်တဲ့နေရာ ရှင်စ်တွေကတော့ကျမတို့လူချင်းတဲ့ပန်းနိုင်ကိုရှော့အောင်တွန်းဖို့ပြင်မယ်လေကတဲ့တမယိုးချပညာရှင်တွေကတော့ရှမတ်ကိုဘအယုံဆိုင်ဖို့အကြံပေးပါတယ်တကယ်လို့ပန်းနိုင်ကိုလေးရှူလိုက်ပြီးနေထိုင်နေစနစ်အပေါ်အယုံရှားလိုက်မယ်ဆိုရင်ကျမတို့အောင်မြင်မှုတွေကိုရရောရပါမလားဒီနေရာမှာပန်းနိုင်မယ်ရှိနေတဲ့ပြဿနာအချို့ကိုပြပြချင်းပါတယ်မအောင်မြင်တဲ့သူရောအောင်မြင်တဲ့သူမှပါ ပန်းနိုင်သူရှိကြတယ်ဗျာအဲ့ဒီမှာနိုင်သူရှုံးသူရဲ့ခွာခြားချက်ကိုပန်းနိုင်ကမပြထမ်းပေးနိုင်ပါဘူးပန်းနိုင်တစ်ခုကိုအောင်မြင်သွားပြီဆိုတာကုပွားတဲ့ကအချိန်ကာလတော်တစ်ခုမှသာ အပြောင်းလဲကိုဖြစ်သွားစေတာပါ ပန်းနိုင်သူကလူတွေကိုအောင်မြင်ရမယ်ဒါမှမဟုတ်ရှုံးလို့မရဘူးဆိုတော့အတွင်းမြန်ပိုင်းဆိုင်ရာရှုပ်ထွေးမှုကိုဖြစ်ပေါ်စေပါတယ်ကို့မှာမှန်ကန်တဲ့လမ်းကြောင်းပေါ်မကနဲ့လို့ဆောင်မှုရှိနေရင်တော့ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ပြီဆိုတော့အရင်တော့မှဘာရီဆက်လုပ်ကြမှာလဲ ကိုရဲ့ဘန်းနိုင်ကမာရသွန်ပြေးဝဲမှာပြေးနိုင်ဘူးပေါ့အဲ့ဒါဟာပြည်သူရှာသွားမယ်အောင်မြင်သွားမယ်ဆိုရင်မကြပါဘူးကိုရဲ့စိတ်သက်သက်ကြွမှုတွေဟာတဖြည်းဖြည်းချင်းနဲ့ကိုပျောက်ဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီဘန်းနိုင်ကိုရောက်ပြီးတဲ့အခါကို့မှာဘာမှလုစရာမရှိတော့သလိုခံစားရပြီးအရှင်ပုံစံအရှင်အချင်းအရှင်ပုံစံခွက်တဲကိုပြဲရောက်သွားပါလိမ့်မယ်အချင်းတို့ကိုဖန်ပြီးဖို့ပြဿနာကကိုကြောင့်မဟုတ်ပါဘူးအချင်းစိုးရမပြေနိုင်နေဘူးဆိုတာကိုရိုင်းဘူးကမပြင်းချင်းသေးလို့ဖြစ်ပါတယ် ဒါမှမဟုတ်ရင်လည်းကိုယ့်အချင်းတွေပြောင်းနေဖို့ကြိုးစားရမှာစနစ်မှားရင်လို့ဖြစ်နိုင်ပါတယ်။ Atomic အချင်းတွေဆိုတာအပြုတ်တမောဆောင်းတဲ့ကြည်ကျင်လီရှိတဲ့နေ့စဲလုံးငန်းဆောင်းတာတွေအပြုတ်မှုတွေအချင်းတစ်ခုကြောင့်တဲ့အခါဖြစ်ပေါ်လာအောင်စူးစီးလိုက်တာမျိုးပါ။ ဒါကြောင့်အမှအရေးကြီးတာဟာကျွန်တော်တို့နေ့စဉ်ချမှတ်တဲ့ဆုံးဖြတ်ချက်အသေးလေးတွေရုပ်ပုံကိုင်ပုံတွေပါပဲအပြုမှုတွေကိုပြောင်းလဲဖို့အတွက်အစွာသုံးပါရှိပါတယ်ပထမဆုံးကတော့ရလကူပြောင်းလဲခြင်းအစွာပါဝိချမဲစောက်တုပ်ရေးမယ်စူးရအောင်ယူမယ်စရမျိုးပေါ့ကိုရမယ်ရလက်အောင်မြင်မှုပေါ့ဗျာဒုတိယအကြော်ကတော့လုပ်ငန်းစဉ်တွေကိုပြောင်းလဲခြင်းအလွာဖြစ်ပါတယ်ဒါကတော့လုပ်ရမယ်အရာပါဒီချင်းကံပုံစံတွေနေ့စဉ်စာဖတ်တာမျိုးတွေပေါ့ နောက်ဆုံးအလှော်ကတော့ကိုတရုတ်တကံကူပြောင်းလဲခြင်းအလွာဖြစ်ပါတယ်ဓာတ်ကတော့ကူဘာယုံကြည်လဲဆိုတာပါကုကကဘာကြီးပေါ်မြင်တဲ့အမြင်ကုကကူနဲ့အခြားသူတွေပေါ်မြင်တဲ့အမြင်တွေပေါ့ဗျာဒုတိယတော်မင်းမကတော့ရာလကူပဲအာယုံစိုက်ပါတယ်ဒါပေမဲ့အပြောင်းလဲဖြစ်ဖို့အကောင်းဆုံးအာယုံစိုက်တင်တာကရာလတွေစာကူဘာဖြစ်ချင်တာလဲဆိုတာကူပါဒုတိယတကူကူကိုတိတက်အောင်တင်တာပါပန်းနိုင်မဟုတ်ပဲတကယ်ကဂီတပညာရှင်တယောက်ဖြစ်ချင်တာပါပန်းနိုင်ကမာရသွန်ပြေးဖို့မဟုတ်ပဲအပြေးသမားဖြစ်ချင်တာပါ ကိုပြစ်ချင်တာတစုံတစ်ခုပါကိုဘောရဲ့ဒီယိုဒဂန်ဖြစ်လာတဲ့အခါကိုအဖြစ်မှုပိုင်းဆိုင်ရာဟာတဘောဝအတိုင်းကြောင်းလေးတူးတက်လာပါပဲငါကအဖြစ်သမားတိကျောက်လို့ကိုကုကူနဲ့အချားလူကိုပြောလိုက်တဲ့အခါကိုဟာအရင်ဒီယိုဒဂန်အတိုင်းရှင်းတန်းသွားတော့မှဖြစ်တယ်ဗျကိုကုကူတတိပေးပါကိုအခစားလုံးနေတဲ့အခါတိုင်းကိုဟာအခစားသမားတိကျောက် ကုတ်တူရှိနေတဲ့အခါတိုင်းကိုဟာပရိုဂရမ်မှာကိုအဖွဲ့ကိုညွှန်ကြားနေတဲ့အခါငါကခေါင်းဆောင်တယောက်လေးဆိုရမျိုးပါထပ်တလေလေလုံးမိနေတဲ့အချင်းကဖရီလေအချင်းကထပ်တလေလေလုတ်တာများလာတဲ့အခါသူကအလူလျောက်လို့ဆောင်တဲ့ပုံစံဖြစ်လာပါတယ်ကံကောင်းနေပေပြောရမှာပါပဲအချင်းဆိုးပြဒနာကိုဖြေရှင်းဖို့အတွက်ချူစာအထုမှုအနေငယ်လောင်းနဲ့ရှင်းနေရတော့ကူပါအချင်းဟာအစမပြေခဏခဏလှောက်ဆောင်တဲ့နီလိုင်းကနေပုံစံဖြစ်တည်လာရပြ အဲ့ဒီကတော့အချက်ပြခြင်းအာသာပြင်းပြခြင်းတုံ့ပြန်ခြင်းအကျိုးခံစားခြင်းအစ်စ်လေးစဉ်ရှိနေပါတယ်။ဒါကို fever လို့လို့ခေါ်ရပြအချက်ပြခြင်း ဖုံးမှာအသံပြေးလာတဲ့အာဒီတာပြင်းပြခြင်းဘယ်သူမှစစ်ဖို့တာလေတည်ချင်လာတဲ့တုံ့ပြန်ခြင်းဖုံးကင်ခြင်းပဲအကျိုးခံစားခြင်းဘယ်သူမှစစ်ဖို့တာလေဆိုတာတည်တော့မယ်အချက်ပြခြင်းအလုံးမှာဘာလို့ရမယ်မသိဖြစ်နေမယ်အာဒီတာပြင်ပြခြင်းစိတ်ပြနေတာကိုရောပါတတချင်းလာပဲ တုံ့ပြန်ခြင်းဆိုရှယ်မီဒီယာကိုအသုံးပြုလိုက်မယ်အချိုးခံစားခြင်းစိတ်ပြတ်တာယုံနေတော့ပြီးစိတ်ချနေတော့မယ်အဲဒီအချိန်မှာအချက်ပြခြင်းနဲ့အချိုးခံစားခြင်းအစင်းအစင်ကစီးနောင်နေပါလေဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပြဆိုရှယ်မီဒီယာကိုကြီးမိတာဟာဘာလို့ရမယ်မသိတာကနေစပါလေအဲဒီကနေ Facebook ပဲဖြစ်ဖြစ် Instagram ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ကြီးဖို့စိတ်ကဖြစ်လာမယ်အဲဒီစိတ်မဖြစ်ခင်ဘာလို့ရမယ်မသိတဲ့စိတ်က ခုရဲ့အချင်းတကူဖြုံးသီးဖို့ဥဆောင်သွားပါတယ်ဓာတ်ကခဏခဏလုံးမိလေအချင်းကပို့ပြီးတော့မှအားကောင်းလာပြီးတော့မှကိုတော့မသိလိုက်ပဲအလူအလေးအောင်လုံးမိတယ်လို့ဖြစ်လာမှာပါအချက်ပြမှုကပုံစံမျိုးစုံနဲ့ဖြစ်နိုင်ပါတယ်အနတ်အတန်ဒုတိယနေရာတမီးကအဲ့လိုမျိုးပေါ့အခုကိုအချင်းတွေပေါ့အကောင်းရအဆူရတက်ရောက်စီတဲ့အချက်ပြမှုကိုကျူးစားဖော်ထုတ်ကြည့်မယ်ဒါဆိုရင် အတိအထက်ထက်သုံးမိနေတဲ့အချင်းတွေအပေါ်မှာသနမှုမှုရှိအောင်ကျွန်တော်တို့ဘာလို့တင်လဲဆိုတာကိုရှားပွင့်လေးလာတင်ပါပြီဒီနေရာမှာဥပဒေတလေးခုရှိပါမယ်နံပါတ်1တိတာထင်ရှားပါစေကျွန်တော်တို့လက်ရှိရှိနေတဲ့အချင်းတွေဟာကုတော်မသိလပွဲနဲ့ဖြစ်တည်လာတာပါသူတို့ကမပြောင်းလဲခဲ့အဲ့ဒီချင်းတွေကိုတိအောင်အရင်လုပ်ရပါမယ်အချင်းတွေကိုအမှတ်ပေးပြီးတော့မှဒါတွေကိုနားလည်အောင်လုပ်လို့ရပါတယ် အချင်းတို့ကလည်းအခြေခံထားတဲ့ကိုရဲ့နေ့စဉ်အမှုကျင့်တွေကိုချရေးပါကိုအရာကထားတဲ့အချင်းကလည်းကိုအရာဝင်တဲ့အချင်းအထိပေါ့ဗျာအဲ့ဒီမှာကိုအချင်းတို့ကကောင်းနေဆိုရင်အပေါင်းပေးလိုက်ပေါ့မကောင်းဘူးဆိုရင်အနှုတ်ပေးလိုက်ပေါ့ဗျာကောင်းတာရောဆိုးတာရောမရှိဘူးဆိုရင်တော့ညီငယ်ချင်းတင်ကြတော့ကိုပေးလိုက်ပါဒီစင်မှာကျွန်တော်တို့ကဘာမှပြောင်းလဲပြင်မှာမဟုတ်ပါဘူးကျွန်တော်နေ့စဉ်ဖြတ်တန်းမှုပေါ့ အဲ့ဒီချင်းတို့ကဘလို့အချိုးတက်ရောက်မှုရှိနေလဲဆိုတာကိုရှောင်ဖွေသွားရုံတက်တက်ပါတိတလူလူနဲ့မတိချင်းတွေကအချင်းတစ်ခုဖြစ်လာတဲ့အခါပြဿနာစတတ်ပါတယ်လိလမှုရဲ့အဆိုကြီးကအချင်းကိုပြင်ဖို့ကြောင်းလဲဖို့ကြာရှုံးရတာဟာစိတ်တက်တက်မှုမရှိလို့လည်းမဟုတ်ဘူးရှင်းရှင်းလင်းလင်းမတိလို့လည်းမဟုတ်ပါဘူးတဲ့ငါဖြစ်ချင်တဲ့အရာတနည်းဖြေးရမယ်ဆိုတာကိုကိုပါရာကပြောဖို့ကလွယ်ကူပါတယ်အရှင်ရပုဂ္ဂိုလ်ကတော့မရင်မရဖြစ်နေသေးပါအဲ့မှာဘာလို့လဲဆိုရင်အချင်းတဲ့နေရာညှူးနေတာပါ အချက်ပြချက်အများစုကအချိနဲ့နေရာကနေရှာပါတယ်ဒါကိုသိရင်ကုပန်းနိုင်ကိုလျှောက်ယူအခုညဖြစ်ပါလိမ့်မယ်အခုပြောမဲ့နီးကိုအသုံးပြုပြီးတော့မှကုဘာလို့ရှင်နေဆိုတာကိုရှင်းရှင်းလင်းလင်းသိလာမယ်ကျွန်တော်ဘယ်အချိန်ပြင်းရမှာပြုတ်မှုမယ်ဆိုးရတဲ့ဥပမာကိုပြောပါဆိုရင် ကျွန်တော်ဒီလဆောက်တွေပူဖတ်မယ်ရှီကနီလန်တို့အကောင်းဆုံးဥပမာကတော့မာဆောက်တအုပ်ကိုနေ့စဉ်15မိနစ်အချိန်ယူဖတ်မှာဖြစ်ပြီးဒါကူမန့်6နာရီမှာကျွန်တော်အေခန်းနဲ့မှဖတ်မယ်ဆိုတာမျိုးပါအချင်းတစ်ခုကိုစတင်မှုအကောင်းဆုံးနောက်ထပ်နီလန်ကတော့အချင်းတို့ကိုစင့်စီခြင်းနီလန်ဖြစ်ပါတယ်ဒီနီလန်ကိုလုပ်ဖို့ကိုလို့ရှင်တဲ့အချင်းတစ်ခုနဲ့ရှိပီးသားအချင်းတစ်ခုလိုပါမယ်ဥပမာပြောရရင်ငါတော့တိုက်ပေးတာနဲ့အချောင်း၅မိနစ်လျှော်မယ်ဒီအချင်းတွေကိုစင့်စီနိုင်ပါတယ် ကိုကတော့တိုက်ပြီးရနဲ့တရားစင်မနစ်ထိုင်မယ်ဆိုရှယ်မီဒီယာကိုမကြည့်ခင်မှာတရတာတို့အစီအစဉ်ချမှတ်မယ်ဒီလိုအချင်းတွေကိုနီးနီးကကအမြဲပြုလုပ်ပြီးရေရှိတီမင်းအောင်လုပ်ရပါမယ်မှန်ကန်တဲ့ခလုတ်ကိုတော့ဆွဲမိဖို့လူမယ်ဗျအဲ့ဒါကို trigger cue လို့ခေါ်ပါတယ်ဒါမှကုတနည်းသာလို့အရာထတာကနေတော့တိုက်တဲ့အထိဘာအမှောင်ကြီးမှမရှိဘဲလှုပ်ဆောင်နားနိုင်မှာပါ။နောက်ပြီးကိုယ်မူခြင်းကို ပြောင်းလဲတဲ့အခါပဝင်းချစ်ပုံစံကလည်းအတော့ကိုအေးပါပါတယ်။ ျွန်တော်တို့ six share တွေထပ်ပဝင်ချင်းကကျွန်တော်တို့ပုံမှန်ပူပြီးတော့မှလွှမ်းမိုးမှုရှိပါတယ်။ကောင်းမွန်တဲ့အကျင့်ကိုစိုးရတဲ့ပဝင်ချင်းမှာဖြူးထောင်ဖို့အလွန်ခက်ပါတယ်။ပဝင်ချင်းဆိုတာလူတွေရဲ့အမှုအကျင့်ကိုဖြူးထောင်တဲ့မမြင်ရတဲ့လက်ဖြစ်ပါတယ်။အကျင့်တစ်ခုကိုဖြူးထောင်ဖို့ကိုယ့်နေရာကိုပြန်လဲပုံစံချဖို့လိုပါမယ်။ ကိုပြချင်းရဲ့အကျင့်ကိုဖြစ်စေခြင်းနဲ့အချက်ပြမှုတွေမြင်တာထင်တာရှိအောင်ရှိပါစေ။နောက်ပြီးတော့မှအကျင့်အစိုးရကိုဖြစ်စေတဲ့အချက်ပြမှုတွေကိုကုပဝင်ခြင်းမှာမရှိအောင်မမြင်အောင်ထားပါ။ကိုကရီမများတောက်ခြင်းနဲ့ဆိုရင်ကုပဝင်ခြင်းမှာရီဘူးတွေကိုမြင်တာအောင်ထားပါ။ကိုကစားပူဖက်ခြင်းနဲ့ဆိုရင်စောင်းတွေကိုမြင်တာအောင်ထားပါ။ ကတားသင်ဖို့လားကတားကိုအဝိပ္ပိရေမှာသွားမသိမ်းထားပါနဲ့ကုပ္ပဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုကျွန်တော်တို့အမှုချင်းဆိုတာတက်ကကသူတို့နဲ့ကျွန်တော်တို့ကြားဆဆိုက်ရတခုလို့မှတ်ယူတက်ပါတယ်ကုပ္ပဝင်းကျင်မှာအရာဝတ္ထုတွေနဲ့ဖြည့်ထားတဲ့နေရာတစ်ခုဖြစ်နေမြင်နေတာကိုရက်တန်းကရက်လိုက်ပါတဟာအရိယာရီနဲ့ဆဆိုက်ရတိဆောက်ထားတဲ့လူပဲမြင်အောင်ချီးတက်ပါတယ်စုပခုံလေးဟာလူတယောက်ညာပတနိုင်စာဖတ်ဖို့ဖြစ်တယ်နောက်တစ်ခုံလေးကတော့အနိုင်ယူတဲ့အခါရွှေရှင်ကြီးရေမုန်းစားဖို့ပေါ့ဒါဆိုရင်အရိပဝင်းကျင်ဟာအလုံးလို့ဖို့မဟုတ်တော့ပါဘူး ကိုရဲ့အိမ်မှာစုံလို့ခွဲထားတင်ပါတယ်အိမ်ဖက်နေရှာအနားယူမဲ့နေရာ စာဖတ်မဲ့နေရနေရတစ်ခုကိုအလုံးတစ်ခုပဲလို့ဖို့ပုံစံထုတ်လိုက်ပါအကျင့်စိုးရိမ်ကိုပြင်ဖို့အတွက်ကုကုကုထိန်းချုပ်တဲ့နီလန်းကိုသုံးတာဟာရည်သူမှပဲအလုံးဖြစ်ပါမယ်အကျင့်စိုးရိမ်ဖြစ်တဲ့အရင်းမြစ်တွေကိုဖျက်တောင်ပြစ်တာကတကယ်ကိုအလုံးဖြစ်ပါတယ်နောက်ထပ်လို့ဖြစ်တဲ့နီးကတော့အကျင့်စိုးရိမ်ဖြစ်စီတဲ့အရင်းမြစ်တွေကိုမမြင်အောင်လုပ်တဲ့နီလန်းပါကုပုံဝင်းရှင်မှာဒါရီမရှိအောင်ရှင်းနေတာပါဥပမာကုကအရက်မတောက်တော့ဘူးဆိုရင်အရက်တွေမရှိအောင်ထားပါကြောက်ဖို့မစားတော့ဘူးဆိုရင်အဟာရကိုကိုယ့်ရဲ့ကိတ္တတာတွေကနေဖယ်ရှား ားဖြစ်ပါရှာဖတ်တဲ့အခါဖုန်းကြောင့်အနောက်ရှက်ဖြစ်တယ်ဆိုရင်ဖုန်းကိုအခြားခန်းထဲမှာထားလိုက်ပါနံပါတ်၂ဆွဲဆောင်မှုရှိအောင်လုပ်ပါအချို့ခံစားခွင့်ကိုမျောလင့်ပြီးကျွန်တော်တို့အလုပ်တွေလုပ်ပါတယ်အချို့ကျေးဇူးအပူရမယ်အလုပ်တွေဆိုရင်ဖူတော်မှလုပ်ပါတယ်တခုတစ်ချက်လုပ်ရင်းနဲ့အချင်းချစ်လာပါတယ်ဒါကြောင့်အချင်းကောင်းတစ်ခုကိုမွေးမြူဖို့ပူပြီးဆွဲဆောင်ရပါပဲဒိုပါမင်ဟော်မုန်းကိုဒီနေရာမှာလိလာတင်နေပြဒိုပါမင်နဲ့ဖီဘလူး ကျွန်တော်စိတ်သက်သက်ကြရဲဆိုတာကဒိုဖာမင်းကြောင့်ဖြစ်ပါတယ်ဒိုဖာမင်းတွေအများကြီးထွက်လေကျွန်တော်စိတ်သက်သက်ကြတွေပဲဖြစ်တယ်ဗျာဒိုဖာမင်း level ကိုတိုင်းနာရာဟာဒေပမင်းညာရှင်တွေအနေနဲ့ဒိုဖာမင်းထွက်ပေါ်လာမှုအ ਨੇ များကိုအတိအကျပြောပြနိုင်ပါတယ်ဒိုဖာမင်းကယူရီစိတ်ချနေစေတဲ့ဒုက္ခအယုံကြောဆိုင်ရာလုပ်ငန်းတို့အဓိကရေးပါတဲ့နေရာမှာရှိပါတယ်အဲ့မှာစိတ်သက်သက်ကြွားတာအမှတ်ညက်တင်းယူမှုနာကျင်မှုနဲ့အခြားလူလျောက်လှရှားမှုတွေပါဝင်နေပါတယ်။ရောက်ဝဲစားဆွဲလမှုမှာစပီမရိုက်ခင်ကလေးက ဒိုပါမင်အများပြားထွက်လာတာကြောင့်ပါ နိုင်ပြီးမှထွက်လာတာလည်းမဟုတ်ပါဘူးဒုဗမေအများပြားပါကြောင်ထွက်လာတာလေ social media အသုံးပြုတာ jack food တွေစားတာစီးသုံးတာမျိုးတွေဟာဒုဗမေအများပြားကိုထုတ်လို့စစ်တယ်လို့အမှုကြီးတစ်ခုဖြစ်နေကိုခိုင်ခိုင်မင်းမင်းဖြစ်သွားဖို့တွေ့ကူပါတယ်ခရီးတစ်ခုထွက်ရတာကိုမြင်အောင်ရတာဟာတကယ်ခရီးရောက်တာထက်ပူပြောဖို့ကောင်းတယ်လို့ရှိပါတယ် jack food ကိုစားကြည့်နေလို့မြင်အောင်ချိပါအဲ့ဒီချိန်မှာပဲဒိုဖာမဲအများပြထွက်ပေါ်လာပါမယ်တကယ်လို့ဝယ်စားပြီးရင်တော့နောက်နိုင်ရတတ်တယ်ဗျဒီလိုပဲမူရစ်ရှေဝါကိုမြင်လိုက်တာတဲ့ ဒိုဖာမင်တွေအများအပြားထွက်လာပါတယ်။ရှေ့တုံးပြီးနောက်မှာထွက်လာတာမဟုတ်ပါဘူး။ဒီတော့အခုပြပြခဲ့တဲ့လုပ်ငန်းစဉ်တွေအစမှာဒိုဖာမင်တွေအများအပြားထွက်လာတယ်ဆိုတာမြင်သာပါတယ်။အမှုချင်းကိုဆွဲဆောင်မှုရှိအောင်လုပ်တာဟာအလွန်ရေးပါပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေကတခခုလုပ်လိုက်လို့နောက်ကရှာလာမယ်။အချိုးကျဉ်စုကိုမျောလင့်တောင့်တတ်လို့ပဲဖြစ်တယ်ဗျ။ထာကကျွန်တော်တို့ကိုအပြုတ်မှုတွေဖြစ်ပေါ်လာစေပါတယ်အဲ့ဒီမှာ temptation bundling review ဟာ ਨੇ မိဆက်ပေးခြင်း ਨੇ ဆက်ပေးခြင်း ਨੇ ဗျဘာလို့လဲဆိုတော့ကိုလုတ်ခြင်းနဲ့အခြင်းနဲ့ ကိုလို့တင်တယ်လို့ထင်တဲ့အချက်တစ်ခုကိုပေါင်းစပ်ပြီးဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်လိုက်တဲ့မဟာဗျူဟာဖြစ်တယ်ဗျ။ဥပမာ Netflix ကြည့်ရင် workout လုပ်မယ်။ Netflix ကလှုပ်ချင်တာ workout ကလှုပ်တင်တာပေါ့ဗျ။နောက်ထပ်အချက်တစ်ခုကိုမွန်းယူဖို့အကောင်းဆုံးနည်းကတော့သူရအဖွဲ့ရင်းနဲ့ဝန်းရံနေထိုင်တာဖြစ်ပါတယ်။ကိုက weight ချရမယ်ဆိုရင် weight ချနေတဲ့အဖွဲ့စည်းကြမှာနေပါ။ကိုကစာဖတ်အားတက်ချင်တယ်ဆိုရင်စာဖတ်အပွဲတွေနဲ့ပူးပေါင်းပါဒါဟာကိုမွန်မြူတွေရဲ့အချင်းကိုအားဖိလိုက်တယ်လို့ပါပဲ အချင်းနူကဘယ်ကနေစတင်ဖြစ်ပေါ်လာရလဲမာပီဇာစားခြင်းလိုက်တာဘာလို့လဲဆိုတော့မာအသက်ရှင်ဖို့ဒီစားတော့ကူစားမဖြစ်မလို့တကယ်ပေါ်မှာဘာသူမှကုကုကူပြောမနေပါဘူးကမတ်မှုတွေဟာဆယ်အတွင်းဖြစ်တည်လာတဲ့စီစုံမှုတွေကြောင့်ဖြစ်လာတာပါအထွေရှိဆောင်မှုတွေဟာကျွန်တော်အဖြစ်မှုတွေဖြစ်ပေါ်လာစေဖို့လမ်းကြောင်းပေးပါတယ်အထွေရှိဆောင်မှုအချို့ကတော့စွိုင်းရင်တူးရှင်တာ နည်းနည်းလုပ်ပြီးမမြအလို့ဖြစ်ချင်တာအစားတောင်းတဲ့ရေရယူချင်တာချစ်ချင်းမြတ်တာမျိုးဆက်ပွားချင်တာလူရင်းနဲ့ချိတ်ဆက်ချင်တာလူရကိုကိုချီးကျူတာအတိမတ်ပြုချင်တာမရေရှာမှုတွေရောပါချင်တာခုံတိတ်ခါရှိချင်တာဆလိတ်တောက်တာ Instagram ကို9မိနစ်တခါဝင်းချီတာဒိန်းစောရာစတဲ့ဆန္ဒတွေပြုပေါ်ထားဖို့ကျွန်တော်တို့အုံတော်ကပါဝင်ပသက်တာမျိုးမလုပ်ပါဘူးအလားတူပါပဲရှင်သမ ्या ထုတ်ကုန်တဲ့ဝန်ဆောင်မှုတွေကစိတ်သက်သက်မှုအတိဖြစ်လာဖို့တီထွင်ထားလည်းမဟုတ်ပြတ်မှာဘူး အထွေးမှာတင်းမြုံနေတဲ့စီစော်စိတ်ကအခရာကြပါတယ်။သူရင်းနဲ့ချိဆက်ချင်တဲ့စီစော်မှုတို့က Facebook တုံးလိုက်တယ်။အချီရဲ့အတွက်တင်တာတုံးတယ်။မတိကျမရေရှာမှုတို့အကူခဲတုံးတယ်။လူတွေအတိမတ်ပြုခန့်လူတာတို့ Instagram တုံးတယ်။နောက်ထပ်အသုံးဝင်တဲ့နီလန်ကတော့ကျွန်တော်တို့အောင်ကိုပုံစံပြန်ချတာဖြစ်ပါတယ်။ဒါဟောင်းမွေးမြူရခက်တဲ့အလေးချက်တို့အသုံးဝင်နေပြ။သူကကောင်းမွန်တဲ့အတွေ့အကြုံနဲ့ပေါင်းဆက်လိုက်တာမျိုးပါ။ ဥပမာကျွန်တော်တို့ကိုလည်းလှူရှာမှုလုပ်တယ်ဆိုတာဟာကျမကြီးအတွက်ပါကုကုကုပြင်မအောင်လုပ်နေတာမဟုတ်ဘူးအင်တန်ရှင်းလုပ်တယ်ဆိုတော့ကကုပဝင်းချင်းကကုစစ်အေးချမ်းမှုအပေါ်အထောက်ကူဖြစ်စေချင်လို့ပါအချိန်ဖြုန်းတာမဟုတ်ဘူးမွေးရီမမန်ကကရင်းနှုတ်နံနေဆိုတာအနာကတ်မှာမွေးချီပူပန်ရမှုကလည်းသူမြောက်ဖို့ပါဒါအနစ်နာခံလိုက်ရတာဆလုံးလိုက်ရတာမဟုတ်ဘူးဆိုတာမျိုးပါ မကောင်းတဲ့အချင်းတွေကိုပေးဖို့အဟာရကိုဆွေးဆောင်မှုမရှိအောင်လုံလိုက်ဖို့လုပ်ပါမယ်။ဓာတ်ကုလုံးဖို့တို့အကူလုံးနေကြအကျဉ်းဆိုးတွေကျုပ်တိုက်လို့ကူရသွားတဲ့ဆိုးကျိုးကိုခင်နာမြင့်တာရှိအောင်ပြန်လဲဖော်ထုတ်လိုက်ရုံပါပဲ။နံပါတ်3လွယ်ကူအောင်ထားပါ။ အလေးချင်းတစ်ခုဖြစ်ဖို့အတွက်ဘလောက်ချိန်ယူရသလဲအချင်းကိုဖွဲ့စည်းနေတဲ့အတော်အတွင်းအပြုမှုတစ်ခုဟာထက်ခါထက်ခါလုံးရအလိုလျောဖြစ်မှုဓာရီဒိုးလာပါတယ်ခုခလိုရှာမှုတွေကိုအထက်ထက်အခါအခါလုံးလိုက်တဲ့အခါတိုင်းဓာရီကိုလုံးရတာပူချွန်းချင်လာပြီးအုံနောက်လေပြောင်းလဲလာတယ်ဗျာ အချင်းကားတစ်ခုယူပြီးလေးလာစံတမ်းမှုလေးကြောင့်အယုံကျောဆိုင်ရပညာရှင်တွေဟာအလေးချင်ပုံစံကိုနားလေလာပါတယ်အထက်ထပ်ပြုလုပ်တာဟာအလေးချင်တစ်ခုကိုဒီဆော့ဖို့အကောင်းဆုံးလက်နက်တစ်ခုဆိုတာကိုပေါ့ဗျာနောက်ပြီးအချင်းတစ်ခုကိုမွေးမြူဖို့အရင်အားထုတ်ရတဲ့ဆိုရင်လေကြာရှုံးမှုများပါမယ်ရှင်သွားဖို့မိနစ်20ကြာမယ်ဆိုပါတော့အဲ့ဒီကိုသွားဖို့အခက်ခဲရှိလာပါတယ်အလို့မမဟုတ်ပဲခြင်းကကိုယ်အလုပ်သွားတဲ့လမ်းပေါ်မှာပဲတရှိရဲဆိုရင်ရှင်းကိုပူသွားဖြစ်ပါတယ်ဒါကြောင့်အချင်းတစ်ခုကိုမွေးမြူဖို့တော့အဆင်ပြေချုံးမှုအောင် ဖန်တီးထားတင်နေပေါ့ဗျာဒီတော့ကောင်းတဲ့အချင်းကိုမွေးမြူဖို့လွယ်ကူအောင်လှူထားတင်ပြီးဆိုးတဲ့အချင်းကိုဖွေဖြက်ဖို့အတွက်နေရအနေထားကိုခက်ခဲအောင်လှူထားတင်ပါတယ်နောက်ပြီးတော့ခုကမနဲ့ရှင်သွားမယ်ဆိုရင်ညကလေးကရှင်သွားရင်ယူမဲ့ပစ္စည်းအဝတ်စားတွေကိုချုပ်တင်ပြင်းစင်ထားရမျိုးမနက်စာကိုကျမရဲ့ကောင်းစီမဲ့အစားအစာစားမယ်ဆိုရင်အဲ့ဒီထွက်မိဖို့ကြောင့်မှနေရခြားထားရမျိုးပေါ့ဗျာ ။နောက်ထပ်သုံးဝင်တဲ့နီးကတော့5မိနစ်စီကန်ဆိုတဲ့နီးပဲဖြစ်ပါတယ်။ခုနေ့စဉ်လေးချင်းကောင်တတိလေးတွေတိဆောက်ရင်အရှိန်ဟုန်ကူယူမယ်။ပြီးတော့ကြီးမားတဲ့ပန်းနိုင်ကိုရယူတာမျိုးပါ။ မာရသွန်ပြည့်တဲ့အခါနမနီလောက်အချိန်ယူပြီးတော့မှဖနက်စည်းစာရဲ့အကျောလျှော့ရရဲ့ကိုသုံးမယ်။တနအီလောက်စားဖတဲ့အခါနမနီကိုတမျက်နာနှုံးဖတ်မယ်။ဒါကိုအမြင်နဲ့လုပ်ရမယ့်လုပ်ငန်းစဉ်ဖြစ်နေကိုလုံးမဲ့နေရတဲ့အချိန်ကိုတရားရွေးချယ်ပြီးတဖြည်းဖြည်းချင်းတည်ဆောက်မယ်။နမနီအချင်းလေးကျွမ်းကျင်သွားပြီဆိုရင်နောက်စင်တက်နိုင်ပါပြီ။ပူခတ်တာကလှုပ်ဖို့တော့ကိုနဲ့ကိုရဲ့မကောင်းတဲ့အချိန်ကြမှာပုတ်တိုက်မှုပြင်းထန်တဲ့အကအွဲကို ဖန်တီးလိုက်တဲ့နီးတဲ့သုံးနိုင်ပါပဲလောရခိုင်ရခတ်အောင်လိုးလိုက်တဲ့နေပြဥပမာကုက TV ကြည့်တာကိုရှော့ခြင်းရင် TV တစ်ခါကြည့်ပြီးတိုင်းပလက်ကိုချုပ်ထားတာမျိုး TV control ကိုလည်းလမ်းမမီတဲ့နေရာမှာထားလိုက်တာမျိုးပါအဖြစ်ဇီဝဲထွက်တဲ့အခါမှာတရှိဝရာကိုရှော့ခြင်းရင်မွေးနေနေပဲယူသွားတာမျိုးတွေလုံးနိုင်ပါတယ် နံပါတ်၄စိတ်ကျဉ်တ်ပါစေဘက်ကအပြစ်မှုကိုပြောင်းလဲဖို့အဓိကကြာလုံးပါတယ်ကိုယ့်ရဲ့အုံနောက်ကိုစေးပြော့ရှင်နေဆိုတဲ့ဒီနေ့စကားတစ်ခုပို့လိုက်တဲ့ဆိုပါတော့ဒါလို့ကတော့အရန်မိုက်တာပဲနောက်တစ်ခါထလို့ရအောင်ကိုယ့်အုံနောက်ကပျော်ရဲလို့ခံစားသွားရပြီဆိုရင်ဒါကထထုတ်ဖို့တန်တယ်မထဖို့တန်တယ်လို့အုံနောက်ကမှတ်ယူပါတယ်အပြစ်မှုတစ်ခုအတွက်စူပေးလိုက်ရင်ဟုတ်ပြီဒါငါလုံးရမှာအပြစ်မှုတစ်ခုအတွက်တန်ပေးလိုက်ရင်တော့ ုံနောက်ကမထာကူရှောင်းရမှာလို့မှတ်ပါတယ်လူတွေက နိုင်နာနဲ့ရှုံးတာဆိုရင်နိုင်လူပျော်ရာတရှုံးတော့တဲ့အရှုံးကိုအစများစွာခံစားကြရတယ်ဗျအချင်းတွေဟာအကျိုးခံစားရတဲ့အချိန်ကစပြီးတော့မှထပ်ထပ်လေးလေးလှုပ်ပါတယ်အကျိုးလငင်းရတယ်ဆိုရင်ကျွန်တော်တို့အရန်ကိုစိတ်ကြည်နှက်ပါတယ်မကောင်းတဲ့အလေးချင်းတွေလှုပ်ဆောင်တဲ့အခါမှာရေရှည်ရတဲ့အတွက်မကောင်းပါဘူးကောင်းတဲ့အလေးချင်းကတော့အဲ့ဒါနဲ့စန့်ကျင်ပတ်ပါနိုင်ငင်းဖြစ်တဲ့ရလကစင်ကြီးနေစရာမကောင်းဘူး ဒါပေမဲ့နောက်ဆုံးရလက်ကဂျီနာဖွဲ့ရပါရရှိရလက်တို့လက်ငယ်ဆုလက်ကိုခေလူရှူတာဟာအောင်မြင်မှုဖြစ်နေပြမှာမစိုးပါဝင်နေပါတယ်ဒီတော့အချင်းကောင်းကိုမွေးမြူဖို့ကနဝတ်ရှင်မှာစိတ်ချနေစရာလေးကိုပေါင်းစပ်လိုက်ဖို့ပဲလှူပါမယ်အချင်းစိုးရတို့ကတော့နာကျင်မှုတစ်ခုခုတွေထဲလိုက်ဖို့ဗျအောင်မြင်တယ်လို့ခံစားရတာဟာအဲ့ဒီအချင်းကိုမွေးမြူဖို့ကြိုးစားရတာတန်တယ်ဆိုတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ် သင်ငယ်ရဲ့အောင်မြင်မှုလေးတွေနဲ့ကိုချင်းတွေကိုဖြိုးထောင်သွားလို့ရတယ်ပေါ့ဗျာနောက်ပြီးတော့အချင်းတွေမွေးညူတဲ့အခါမှာရမပြတ်အောင်လုပ်ဖို့ထူပါမယ်တရက်ကိုဒိုင်းစစ်တင်ထိုးမလို့ချမှတ်ပြီးရင်ထိုးပါမထိုးနိုင်ခဲ့ရင်ငါးခါလောက်ထိုးပြီးရမပြတ်အောင်ဆောက်ရွက်နိုင်ပါတယ်နောက်ထပ်နှုတ်လို့ရတဲ့နီလန်ကတော့ကိုအချင်းကိုစောင့်ကြည့်ရပါဥပမာဗျာကိုကနေစဉ်ရောင်းကိုမှတ်တဲ့အခါကြောက်စနစ်ခဲလေးတွေကို တခုရောင်ရတဲ့ရေခရီးတွေထည့်ပြီးတော့မှရှိတွတ်တဲ့ပုံစံမျိုးပါအဲ့ဒါကအတော့ကိုအလုပ်ဖြစ်ပါတဲ့ချုံပြော်ရမယ်ဆိုရင်ပြအချင်းကောင်းတွေတို့အထင်သာမြင်သာရှိအောင်ထားပါဆွဲဆောင်မှုရှိအောင်လုပ်ပါအလွယ်ကူအောင်လုပ်ပါနောက်ဆုံးစစ်ကြည့်တဲ့ပုဂ္ဂိုလ်ဆူပြီးတဲ့ပုံစံမျိုးလေးတွေလုပ်ပါမကောင်းတဲ့အချွတ်တွေတက်ကြတော့ပြစမ်းချင်ပတ်တဘောမျိုးတွေလုပ်ပါဒီတော့ပြကျွန်တော်ရှင်းမှပြောခဲ့တဲ့အချွတ်တွေကိုလုံးဆောင်ရင်နှစ်ပြတ်မှာကောမွန်တဲ့အမှုချင်းတွေကိုပြိုးထောင်နိုင်ကြပါပြီခင်ဗျာ